အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ CK Lottery ကနေပြီးတော့ကျောင်းဝင်မိတ်ဆွေတွေကိုကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုလေးကတော့ဒီ member share ရဲ့ agent လုတ်ချင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒီကိုယ့်ရဲ့ဖိတ်ကြားချက်ကုတ်ကိုကိုယ့်ရဲ့ပေါင်းတဲ့မိတ်ဆွေတွေကိုဘယ်လိုပေးရမလဲနောက်ပြီးတော့ member share ရဲ့ agent တယောက်ကဘယ်လိုမျိုးရပိုင်ခွင့်ရှိလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်ကအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ် အဲ့ဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့နော်မန်မာရှာရဲ့ agent ဆက်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ဖိတ်ကြားချက်ကိုယ့်ကိုပေါ့နော်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကိုဘယ်လိုပေးရမလဲဆိုတာလေးကိုကျွန်တော်ကပြပေးပါမယ်။အဲ့ဆိုကျွန်တော်ဒီမှာဒီ pro မြားလေးနဲ့ကျွန်တော်ပြပေးမယ်နော်။ဒီ promotion ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ။နှိပ်ပါလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဖိတ်ခေါ် poster ကိုမျှဝေဆိုတဲ့နေရာလေးရှိပါတယ်။အကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါ။ လိုက်လိုက်လို့ရှိရင်ကျွန်တော်တို့အောက်လေးမှာဖိတ်ကြားချက် link ကိုကူးယူပါဆိုတဲ့နေရာလေးရှိပါတယ်အကောင့်လေးကိုနှိပ်လိုက်ပါအဲကြလို့ရှိရင်ဒီမှာကူးယူမှုအောင်မြင်ပါတယ်ဆိုပြီးတော့ပေါ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ်လိုက်လို့ရှိရင်ရပါပြီအဲဆိုရင်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေကိုပေါ့နော်အဲ့ link လေးကိုတွားပြီးတော့ပေးလိုက်ပေးလိုက်လို့ရှိရင်ရပါပြီနောက်ပြီးတော့ကိုယ့်ရဲ့ဖိတ်ခေါ်ကုတ်ပေါ့နော်ကိုယ့်ရဲ့ဖိတ်ခေါ်ကုတ်ကိုဒီကနေလဲ copy ယူလို့ရပါတယ် နောက်ပြီးတော့ဒီကိုခေါ်ထားတဲ့မန်မာတွေကိုပေါ့နော်ဘယ်ဘယ်နားနေစစ်ကမလဲဆိုတာလေးကိုပါကျွန်တော်တခါရဲပြပါမယ်ဒီအပေါ်ဆုံးမှာပေါ့နော်အပေါ်ဆုံးကတောင်လေးမှာအကောင်လေးကိုနှိပ်လိုက်လို့ရှိရင်ဒါဆိုရင်ဒီနေ့ပေါ့နော်ဒါဒီနေ့အတွက်ပါဒီနေ့အတွက်ဒါဟိုကိုရဲ့ link ကနေပြီးတော့အကောင့်ဖွင့်ထားတဲ့ ID တွေပေါ့နော်အဲ့မှာဆစ်လို့ရတယ်တကယ်လို့ဒီနေ့မဟုတ်ဘူးမနေ့ကမနေ့ကကိုကိုရဲ့ဒီလောက်မန်မာတွေကိုဆစ်ချင်တယ်ဆိုရင်လေဒီမနေ့ကဟာလေးကိုနှိပ်ပြီးတော့ ဆက်လို့ရပါတယ်ဒီတလလုံးဆိုရင်တော့ဒီတလဒီလဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ဆက်လို့ရပါတယ်เนาะနောက်ပြီးတော့ဒီကျွန်တော်တို့ဒီ agent data ပေါ့เนาะ agent data ကိုယ့်ရဲ့လောက်ငယ်သား data တွေကိုဘယ်နှမှာဆက်ကမလဲဆိုလို့ရှိရင်ဒါကဒီမှာလဲကြည့်လို့ရတယ်လို့ပေါ့เนาะဒီမှာလဲကြည့်လို့ရတယ်ဒါဆိုရင်ဒါက commission ကပေါ့เนาะဒီလောက်ငယ်သား data ဆိုတဲ့နေရာမှာလဲကျွန်တော်တို့တွားပြီးတော့ဆက်လို့ရပါတယ် ဒီဒီမှာဆိုရင်ဒါအကုန်လုံးပေါ့နော်အကုန်လုံးပေါင်းချုပ်ပါဒါဆိုရင်ဒါဒါကျွန်တော်လက်အောက်ကပေါ့နော်ဒါဆိုရင်133ရောင်ငွေသွင်းထားတယ်ပေါ့နော်ဒါဂိမ်းစောတဲ့လူကဂိမ်းစောတဲ့လူက395ရောင်ဖြစ်ပါတယ်နောက်ပြီးတော့ဒီမှာပရမောက်ဆိုငွေသွင်းတဲ့လူက16ရောင်ပေါ့နော်ဒီဘက်မှာကကြတော့ကျွန်တော်တို့ကဒီ133ရောင်ရဲ့ငွေသွင်းတဲ့အမောက်ပါဒီ36သိန်း1900ရောင်ရှိရကြပေါ့နော် ဒီအယောက်395ယောက်ဂိမ်းဆော့ထားတဲ့ဒီစုစုပေါင်းလောင်းကြီးပမာဏကဒီဘက်မှာပါအဲ့မှာက3200 3200ကျော်ပေါ့နော်3200ကျော်ပါနောက်ပြီးတော့ဒီမမတစ်19 19ယောက်ပေါ့နော်ပထမငွေသွင်း19ယောက်ကသွင်းထားတဲ့ငွေမောက်က3400ဖြစ်ပါတယ်အဲ့လိုမျိုးလေးဆက်လို့ရပါတယ်ဒါမှမဟုတ်ရေကျွန်တော်ဒီမှာအောက်လေးကိုဆွဲပြီးတော့ဒီမှာတခုချင်းစီပေါ့နော်တခုချင်းစီ ID တွေဒီမှာလောင်းကြီးပမာဏတွေအဲ့ရရဲ့ကော်မရှင်ကားတွေအမှအကုန်လုံးရေးထားတယ်နော် ဒီမှာဆိုရင်ကျွန်တော် DID လေးကိုရင်ပြမယ်ပေါ့နော်။ကျွန်တော်တို့ဒီမှာ commission ကဒါသူ့ရဲ့ launch ပမာဏပေါ့နော်။ဒီမှာသူ့ရဲ့ငွေသွင်းအမောက်ပါ။အဲအဲ့လိုမျိုးလေးတွေဆက်လို့ရပါတယ်။နောက်ပြီးတော့ဒီ member share ရဲ့ agent လုပ်ပြီးဆိုတာနဲ့ကျွန်တော်ဒီကျွန်တော်တို့ဒီ CK lottery မှာဆိုရင်ဒီတလာချင်းလာစားလဲပေးပါတယ်။နော်ဒီမှာအဆိုရေကျွန်တော်ဒီဒီ quick link နဲ့ကျွန်တော်ပြမယ်နော်။ဒီမှာ agent လာစဉ် agent လာစားပေါ့နော်။ account လေးကိုနှိပ်လိုက်ပါ။ Oh sorry ဒီမှာ ဒီမှာပေါ့နော်လာစဉ် agent လာစာဒီမှာနော်အကောင့်လေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ဒီမှာ तू ကဘယ်လိုပေးလဲဆိုတော့ဒါကျွန်တော်ရဲ့ mixer member ရှားတယ်ပေါ့နော် member ရှားတယ်ဆိုရင်ဒီတစ်လအတွင်းပေါ့နော်တစ်လအတွင်းပရမငွေသွင်းက10ရောက်အထက်ရှိရမယ်နောက်ပြီးတော့တတိယငွေသွင်းက6ရောက်အထက်ရှိရမယ်ပဲနော်6ရောက်အထက်ရှိရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကလာစာ9000နေစပြီးတော့ရမှာဖြစ်ပါတယ် တကယ်လို့ဒီပထမငွေသွင်းကလည်းရောင်း20ရောင်း20အထက်ရှိရမယ်ပေါ့နော်တတိယငွေသွင်းကလည်း12ရောက်ဆိုရင်လာစာ3သိန်းရစာမှာပါတကယ်လို့ဒီမှာအိုက်ထက်များသွားလို့ရှိရင်ပေါ့နော်ပထမငွေသွင်းကရောင်း200စရုပ်ထငွေသွင်းကရောင်း100ကျော်ဆိုရင်ဒီမှာအေဂျင့်လာစာ3သိန်း20စာပြီးတော့ရမှာဖြစ်ပါတယ်ဒီအေဂျင့်အေဂျင့်လာစာကိုပေါ့နော်ဒီတရက်နေ့ကနေပြီးတော့9ရက်နေ့အတွင်းသွားပြီးတော့ရှာအောင်မှာပဲဖြစ်ပါတယ်ရက်ကျော်သွားရင်တော့ကျွန်တော်တို့မရပါဘူးနော် အဲ့လိုဒီမှာ agent agent လာတာရှောက်ရန်ဒီ telegram link လေးကိုလည်းပေးထားပါတယ်နော်အဲ့မှာသွားပြီးတော့ကျွန်တော်တို့ရှောက်လို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ promotion နေရာမှာပေါ့နော်ဒီကိုကမှန်မှရှာလို့ရှိရင်ဒီမှာအကျိုးတူမိတ်ဆွေစုစုတဲ့ဟာလေးလည်းရှိပါတယ်ကျွန်တော်အဲ့ဒါလေးကိုပါရှင်းပြပါမယ်အဲ့ဆိုရင်ကျွန်တော်အကျိုးတူမိတ်ဆွေစုတဲ့ဝင်ဝင်လိုက်ပြီပေါ့နော်ဝင်လိုက်ပြီဆိုရင် तू ကဘယ်လိုပေးလဲဆိုတော့ကျွန်တော်ဒီဖိတ်စာမှတ်တမ်းမှာကျွန်တော်တစ်ချက်ပြမယ်ဗျာ ဒီဒီကောင်မှလည်းတွားပြီးတော့ကျွန်တော်ကြည့်လို့ရပါတယ်။ဒါကဒီကိုယ့်ရဲ့ ID သစ်တွေပေါ့နော်ငွေဘလောက်သွင်းလဲဆိုတာဒါ member သစ်တွေပါ member သစ်ငွေသွင်းတာဆိုဒီမှာဘောနပ်ဘလောက်ရရဲအဲ့ဒါတွေဆက်ကျွန်တော်အကုန်လုံးကြည့်လို့ရပါတယ်။ဒီအချိုးတူမိတ်ဆွေစုကဘယ်လိုပေးလဲဆိုတော့ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေက member ရှာတယ်ပေါ့နော်။ member ရှာလိုက်တဲ့အချိန်မှာသူကဒါပထမအဆုံးအချိန်ငွေသွင်းပေါ့နော်9000သွင်းလဲဆိုရင်ပေါ့နော်9000သွင်းလဲ9000သွင်းလဲဆိုရင်ဒီမှာ2အတန်းလို့ပါပါတယ်နော်။ သူအဲ့မိတ်ဆွေရှားလိုက်တဲ့ member ကဒီထိုးကြီးတထောင်ပြည့်ရဆိုရင် ကိုက bonus 2000ရမှာပါသူအဲ့လိုမျိုးပေါ့နော်ဒီမှာကဒါကဒီ second လဲရတယ်တက်လဲရတယ်ပေါ့နော်အဲ့ဒါမလို့ကျွန်တော်တို့ဒါကအဆင်းဆင်းပေါ့နော်3 3ချိန်တိတိရမှာပါနော်ဒီအကျိုးတူမိတ်ဆွေစုကဒီဘောနဲ့လေးလဲတော်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 မိုက်ပါတယ်နော်။နောက်ပြီးတော့ဒီကျွန်တော်တို့ဒီနားလေးကိုတစ်ချက်ပြမယ်ပေါ့နော်။ဒီဖိတ်ခေါ်စီကန်းချက်လေးတွေမှာပါပါတယ်။ နောက်ပြီးတော့ဒီကျွန်တော်ရဲ့မိတ်ဆွေကဒါမမ်ဘာရှာတယ်ပေါ့နော်မမ်ဘာရှာတယ်ရကိုရှာလို့ရတဲ့မမ်ဘာလည်းမမ်ဘာပြန်ရှာခြင်းလည်းဆိုရင်လည်းကျွန်တော်တို့ကအဆင်ပြေပါတယ်သူတို့ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကအဆင်6ဆင့်ခွဲထားပါတယ်နော်အဆင်6ဆင့်ခွဲပေးထားတယ်ဒီမိတ်ဆွေကကျွန်တော်ရဲ့မိတ်ဆွေက A နေရာမှာပဲထားလိုက်ပေါ့နော်အဲကျွန်တော်ရဲ့မိတ်ဆွေခေါ်လို့ရတဲ့လူက B ပါအဲ့ဒါ B လို့တတ်မှတ်လိုက်မယ်နော်ဒါဆိုရင်ဒါအဲ့ဆိုရင် B ကတော့ဒါဒိုင်းရိုက်မှန်ပါလို့ခေါ်တာပေါ့နော် ဒီ A ရနေခေါ်လို့ရှိရင် B ရထားရဲ့ member အဲ့ဒီ B ရနေမှာကျွန်တော်ပြန်ရှာမယ်ဆိုရင်ဒီ C ပေါ့နော်ဒီ B ရနေပြန်ရှာမယ်ဆိုဒီ C ဖြစ်သွားမယ်အဲ့တော့မိတ်ဆွေရကြတော့ level 2 member လို့ခေါ်ရမှာပါနော်နောက်ပြီးအဲ့ C ရမှာတဆင့်ထပ်ပြီးတော့ရှာမယ်ဆိုရင်ဒါဟိုကကျွန်တော်တို့ D လို့သတ်မှတ်လိုက်မယ်သူ့ကိုကြတော့ဟုတ်ဒီလို့သတ်မှတ်လိုက်မယ်အဲ့တော့ကြတော့မိတ်ဆွေကကြတော့ဒီ level 3 member လို့ခေါ်ခေါ်မှာပေါ့နော်အဲ့ဒါမလို့ကျွန်တော်တို့ကအစင်းစင်းရနေမှာပဲဖြစ်ပါတယ် နောက်တစ်ခုကမမရှာတဲ့ agent လုပ်မယ်ဆိုရင်ကျွန်တော်ဒီကဖိတ်ခေါ်စုကြည်ကိုလည်းရရှိမှာဖြစ်ပါတယ်။အဲ့ဒါလေးကိုပါကျွန်တော်တခါလေးရှင်းပြပေးပါမယ်။ဒီဖိတ်ခေါ်စုကြည်ကဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်ရဲ့မိတ်ဆွေကဒီ member တယောက်ခေါ်လိုက်တယ်ပေါ့နော်ခေါ်လိုက်လို့ရှိရင်အဲ့ member ကလည်းငွေ9000တွင်းနေဆိုရင်ဒီကျွန်တော်တို့က bonus ဒီ900ကိုရရှိမှာဖြစ်ပါတယ်။တကယ်လို့ဒီကျွန်တော်ရဲ့မိတ်ဆွေကဒီ member 10ယောက်တိတိခေါ်ပြီးွားပြီးအဲ့10ယောက်လုံးကလည်း ဒီငွေ2000စီတွင်းနေဆိုရင်ကျောင်းရဲ့မိတ်ဆွေကလည်းဒီစုကြီး2000ကိုရရှိမှဖြစ်ပါတယ်ဒီကောင်ဒီဘောနက်ဒီကတော့ရှောက်ရမလို့ပါဘူးအဲ့ကိုတိုင်းဒီမှာဝင်ပြီးတော့ယူလိုက်ရုံနဲ့ရပါတယ်ဟောဒီထက်အများအများသလိုပေါ့နော်ဒီကျွန်တော်ရဲ့မိတ်ဆွေကဒီမှာအယောက်80လုံးခေါ်တာတယ်အမ80လုံးကလည်းဒီငါတယောက်ကို9000စီတွင်းထားတယ်ဆိုရင်ကျောင်းရဲ့မိတ်ဆွေက9000ရရှိမှပဲဖြစ်ပါတယ်ဒီဘောနက်လေးလည်းတော်တော်ကိုအဆင်ပြေပါရဲ့เนาะအဲ့ဒါမလို့အားလုံးပဲဒီ member share ရဲ့ agent ုပ်ကြဖို့ကျွန်တော်ကတိုက်တွန်းရင်းနဲ့အကြံလေးပေးချင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ